ကျင်းနိုင်ငံလေပိုင်းမှာယခုသတင်းပတ်တွင်စံချိန်တွင်မိုးသည်ထန်စွာရောက်သွမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပွားပြီးလူဆယ်ဦးထက်မနည်းသေဆုံးကနေအိမ်မောင်းတသိန်းကျော်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်းတဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကအောက်တိုဘာလ30ရက်နေ့မှာပြောကြားခဲ့ပါတယ်။ VNA ရဲ့ကေယိုရန်ပြည်နယ်များမှာအောက်တိုဘာလ26ရက်နေ့နောက်ပိုင်းမိုးသည်ထန်စွာရောက်သွမှုဖြစ်ပွားခဲ့ပြီး24နာရီကျော်အတွင်းမိုးရေကြိမ်ဟာ1.8မီတာ9.9လက်မအထိစံချိန်တင်ရောက်ရှိခဲ့ပါတယ်။လူခဏဦးသေဆုံးခဲ့ပြီးနောက် လူခဏဦးသေဆုံးခဲ့ပြီးနောက်ထပ်5ဦးပျောက်ဆုံးနေကြောင်းဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာဆိုပါတယ်။မြေပြိုမှု150ကျော်ရှိကကောက်ဘဲတိနယ်စိုက်ပျိုးမြေဟက်တာ2200အေက9400ပျက်စီးခဲ့ပြီးနေအိမ်ပေါင်း33525မျိုးရေလွှမ်းမှုခဲ့တယ်လို့ဆိုပါတယ်။အော်တိုဝါလာ29ရက်နေ့ခင်းမှာ အလဲပိုင်းဟိုကန်ယိုရဲမြို့မှာရေပြန်ကျသွားတာကြောင့်ရေဘေးကြောင့်ဘေးလို့ရရွှေ့ပြောင်းခဲ့သူ2000ကျော်ဟာနေအိမ်များစီစတင်ပြန်လည်နေကြပြီဖြစ်ပါတယ်။ဒါပေမဲ့အော်တိုဘားလ29ရက်နေ့လေဒါပေမဲ့အော်တိုဘားလ29ရက်နေ့နေ့လယ်ခင်းအချိန်အထိမိုးတီးထန်စွာဆက်လက်ရာသွန်းနေပြီးရေအားလျှက်စစ်ဆက်ယုံတယုံဟာ၎င်းရဲ့ရေလောင်ကန်မှရေများကိုဖောက်ထုတ်ခဲ့ရပါတယ်။ မြင်းများဟာမြေရှံနဲ့သတိပေးချက်ဆင့်အထိရောက်ရှိလာတာကြောင့်အလဲပိုင်းဒါနန်းပြည်နယ်မှာလာမယ့်နှစ်ရက်အထိရေကြီးရေရှံမှုဆက်လက်ကြုံတွေ့နေတယ်လို့တဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကဆိုပါတယ်။လူသားများကြောင့်ဖြစ်ပေါ်တဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဟာမုန်တိုင်းများနဲ့ရေကြီးရေရှံမှုများကဲ့သို့ပြင်းထန်ရာသီဥတုပစ္စည်းများကိုပုံမှုဆိုးရွားစေကမကြာခဏဖြစ်ပေါ်စေနိုင်တယ်လို့သိပ္ပံပညာရှင်များကသတိပေးထားပါတယ်။ ဗီယက်နမ်မှာယခုနှစ်ပထမ6လတွင်တဘာဝပီးအနေများအထူးသဖြင့်အွန်လိုင်းများနဲ့မြေပြိုမှုများကြောင့်အသေးပြောက်အရေအတွက်189ဦးရှိပါသည်။ကောက်ဘဲတိနယ်စိုက်ပျိုးမြေဟက်တာ2300ကျော်ပျက်စီးပြီးဗဟုစင်းအင်းယုံကထုတ်ပြန်ထားပါလွန်ခဲ့တဲ့လနောက်ပိုင်းကဖလပ်ပိုင်းမှာဘူအာလိုင်းမုန်တိုင်းကြောင့်လူ39ဦးသေဆုံးခဲ့ပြီး လူပေါင်း၄သိန်းခန့်အိုးအိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ဘူအောင်လိုင်ဟာဗီယက်နမ်နိုင်ငံလေပိုင်းကိုစက်တင်ဘာလ28ရက်နောက်ပိုင်းကဝင်ရောက်တိုက်ခတ်ခဲ့ပြီးမုံတိုင်းကြောင့်လေတိုက်နှုံးဟာတနအီလင်းမိုင်80နှုန်းဖြစ်ခါကုန်းတွင်ပိုင်းဝင်ရောက်တိုက်ခတ်ချိန်7နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။အခြားတိုင်ဖုန်းမုံတိုင်းများနဲ့နှိုင်းရှင်းပါကဘူအောင်လိုင်မုံတိုင်းရဲ့ကြာချိန်ဟာအလွန်ရှားပါတယ်လို့ရှေးမိုးလေဝသဆရာခန့်မှန်းခြင်းအတွက်အမျိုးသားဆန္ဒရဲ့ကြီးကြီးကမိုင်ဗန်ခိုင်းကဆိုပါတယ်။ဇန်နဝါရီလမှာအောက်ကလတွင်ဗီယက်နမ်မှာမုံတိုင်းများကြောင့် င်အပျက်စီးတန်မိုးဟာဒေါ်လာ380တန်းရှိကလွန်ခဲ့တဲ့နှစ်ကာလတူအချိန်ကမုန်တိုင်းများကြောင့်ဆော်ရှော့မှုတန်မိုးရဲ့သုံးစားပုံများနေကြောင်းဗဟိုစီးအင်းယုံကထုတ်ပြန်ထားပါသည်။ဗီယက်နမ်နိုင်ငံမှာလွန်ခဲ့တဲ့စက်တင်ဘာလကတိုင်ဖွန်းရာကီကြောင့်လူပေါင်းရာချီသေဆုံးခဲ့ပြီးစီးပွားရေးဆော်ရှော့မှုတန်မိုးဒေါ်လာ3.3ဘီလီယံထိရှိပါသည်။